အရှင်ဖေယားမနက်9နာရီဆိုဆွမ်းလောင်းသွားပါတယ်ဖေယားအဲ့ဒါလမ်းမှာတရေလိုက်ပါတယ်ဖေယားတရေမလိုက်အောင်ဘယ်လိုလုပ်ရပါမလဲဖေယားဖြည့်ပြီးတော်မူပါဖေယားတဲ့ဦးဇင်းတို့ကလေးဘွားတော်ကတင်ရတဲ့ကြပြားလေးတစ်ပုဒ်ရှိပါတယ်အဲ့ဒီကြပြားလေးကမိုးချုပ်နေဝင်ပြင်မထွက်နဲ့တရေသဘက်ဆွတ်တက်တယ်မဆွဲနိုင်အောင်ဖေယားပေးတဲ့တရားစီးနဲ့ပေါက်လိုက်မယ်တရားစီးဟာဘယ်ဟာလဲကွဲ့ တို့လည်းပေးအောင်ညီလေးရဲ့ဗုဒ္ဓံဓမ္မံတန်ခံရွတ်ွက်တရေထွက်လို့ပြေးလိုက်မယ်ရွတ်မယ်ရွတ်မယ်တဲ့နော်အဲ့ဒါဥစဉ်တို့ကလေးဘွားတော်ကသင်ခဲ့ရတဲ့ကြပြားလေးဖြစ်ပါတယ်အဲ့ဒီကြပြားထဲမှာဗုဒ္ဓံဓမ္မံတန်ခံဆိုတာပါပါတယ်တရဏဂုံ၃ပါးကိုဆိုလိုခြင်းဖြစ်ပါတယ်တရဏဂုံ၃ပါးဟာတရေတပတ်တွေကို နိုင်နှင်းပါတယ်အဲ့ဒီလိုတရေတပတ်တွေကိုနိုင်နှင်းတဲ့အတွက်ရှေးဆရာတော်ကြီးတွေက တရဏဂုံ၃ပါးကိုယခုလိုကြပြဆက်ဆူထားခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်တရေမလိုက်အောင်တရေအန္တရယ်မှကင်းဝေးခြင်းတည်းဆိုရင်တော့တရဏဂုံရွတ်ပါလို့ပြောခြင်းပါတယ်။အရှင်ဖုရားတပြည့်တော်ဖုန်ကြီးဝတ်တဲ့အခါဝိနေစေကာလပတ်လုံးမြတ်စွာဘုရားကိုဘယ်လိုပူဇော်ရမလဲအရှင်ဖုရားပရိတ်တရားတော်တွေပဋ္ဌာန်းတွေ ပူဇော်ယုံနဲ့ရပါသလားတဲ့ အာမိတပူဇာနဲ့ဓမ္မပူဇာရဲ့လို့ပူဇော်ခြင်းနှမျိုးရှိပါတယ်။အာမိတပူဇာဆိုတာစွမ်းစေတင်ကန်းစတဲ့လူပွဲဝိထုပစ္စည်းတွေနဲ့လှူဒန်းပူဇော်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ဓမ္မပူဇာဆိုတာကတော့ဖျားဟောတရားတော်တွေကိုရွတ်ဆိုပွားများပြီးရွတ်ဆိုပွားများသည့်အလျောက်ကျင့်ကြံအားထုတ်ပူဇော်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။အဆိုပါအာမိတပူဇာနဲ့ဓမ္မပူဇာပူဇော်ခြင်းနှမျိုးထဲမှာ ဖះရှင်ကဓမ္မပူဇာကိုပူ၍မြန်လို့တာကြောင့်ဖះရှင်ကိုပူဇော်ခြင်းတည်းဆိုရင်ဖြင့်ဖះရှင်ဟောကြားခဲ့သောတရားတော်တွေကိုရွတ်ဆိုပွားများ၍ရွတ်ဆိုပွားများသည့်အတိုင်းကြင့်ကြံအားထုတ်ပြီးပူဇော်ပါလို့ပြောခြင်းပါတယ်ဖိုးသူတော်ဖြေရတဲ့အကြောင်းလေးဟောပြပေးတော်မူပါဖះတဲ့ဖိုးသူတော်ဖြေရတဲ့အကြောင်းရေလို့တော့ဖះဟောမှာမရှိပါဘူးဖိုးသူတော်ဆိုတာ ယဟန်တာမလီတွေလိုတိခါပုတ်တွေအများကြီးမဆောင်ထိန်နိုင်တဲ့အတွက်ပိတ်ဖြူစင်ကြယ်ဝစ်ပြီးရှစ်ပါးဒီလာကိုဆောင်ထိန်နေတဲ့ပုဂ္ဂိုလ်များသာဖြစ်ပါတယ်အရှင်ဖေယျတပည့်တော်ကအသက်73နှစ်ပါဖေယျကိုရင်တာမလီရဲ့ဝင်ကြီးတော်များကိုသိကျင်ပါတယ်ဖေယျ VC နဲ့ဖြေပေးတော်မူပါဖေယျတဲ့ဝင်ကြီးတော်မဟုတ်ပါဘူးနော်ဝင်းနီးတော်ပါကိုရင်တာမလီတွေရဲ့ဝင်းနီးက ဒိန်က10ပါ၊ဒံက10ပါရှိပါတယ်။ပေခိယတိခါဘုတ်က85ပါရှိပါတယ်။ပေခိယတိခါဘုတ်85ပါကဘာတွေလဲဆိုရင်ပရိမန္တလဝက်10ပါ၊ဥဇဂိကဝက်10ပါ၊ခံပကတဝက်10ပါ၊တကိစ္ဆဝက်10ပါ၊ကပလဝက်10ပါ၊သူရူသူရူဝက်10ပါ၊ပါဒုကဝက်15ပါ။ပေါင်းပေခိယတိခါဘုတ်85ပါဖြစ်ပါတယ်။ သုတ်တကခန္ဓာကဝတ်14ပါးနဲ့ပေါင်းမယ်ဆိုရင်လိန်10ပါးဒန်10ပါးတေခိယ85ပါးသုတ်တကခန္ဓာကဝတ်14ပါးအာလုံပေါင်းသိခါဘုတရားနဲ့9ပါးဖြစ်ပါတယ်။ဖော်ပြပါ သိခါဘုတရားနဲ့9ပါးသည်ကိုရင်ပါမနေများဆောင်ထင်းရမိဝိနည်းသိခါဘုများဖြစ်ပါတယ်။ဝလုံးသိရိုက်ပြောလိုက်တာ အရှင်ဖျားကိုမုန်းလိုက်မယ်နော်။တပြည့်တော်ကစေတနာနဲ့ပါတဲ့။ ဒီမှန်လေးကဘေးဒင်းဆရာတွေကို ပြောထားတဲ့ပုထဲမှာလာမှန်ထားတဲ့မှန်လေးဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင် စစ်စစ်တယောက်ဖြစ်ဖို့အတွက်ဖရာတရားတန်ခါယရနာ၃ပါးနဲ့ကံကံဤအကျိုးကိုလေးစားယုံကြည်မှုရှိတယ်ဆိုရင်ဗုဒ္ဓဘာသာဝင်စစ်စစ်တယောက်ဖြစ်ပါပြီဖရာတရားတန်ခါယရနာ၃ပါးနဲ့ကံကံဤအကျိုးအပြင် အခြားအရာတွေကိုပါယုံကြည်နေမယ်ဆိုရင်အဲ့ဒီလူဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်တော့ပါဘူးဥစဉ်ကိုယခုလိုစေတနာနဲ့လာပြောပေးတဲ့အတွက်လေးလေးနက်နက်ကျေးဇူးတင်ပါတယ်သို့တော်လည်းဥစဉ်အနေနဲ့တစ်ခုလောက်တော့ပြောခြင်းပါတယ်ပညာမဲ့လူမိုက်အယောက်တသိန်းမုံတာကိုမကြောက်ပါဘူးပညာရှိသူတော်ကောင်းတယောက်မုံမာကိုကြောက်ပါတယ်ဥစဉ်ဟာဖះရှင်ရဲ့သားတော်ဖြစ်တဲ့အတွက်ဖះရှင်ရဲ့မျက်နှာတော်ကိုပဲကြည်နိုင်ပါမယ်ပညာမဲ့လူမိုက်တွေရဲ့မျက်နှာကိုမကြည်နိုင်ပါဘူး အဲ့ဒီအတွက်ပညာမဲ့လူမိုက်တွေကမုန်းမယ်ဆိုရင်လဲမုန်းကြပါစီအသားဟင်းလေးနဲ့ဖုံမပေးဘူးလားဖရားတတ်တတ်လွတ်ပဲဖုံပေးတာလားဖရားတဲ့ဒီမတ်ဟာလူတယောက်ကခိုးရကောင်ကိုတတ်ပြီးချက်စားနေတဲ့ဗီဒီယိုဖိုင်ကို တင်လိုက်တဲ့ပို့ထဲမှာဥစဉ်ကို ရွဲ့ပြီးလာမှန်ထားတာဖြစ်ပါတယ်ဥစဉ်ကအသက်၁၂နှစ်အရွယ်မှာ သာသနာပေါင်းတဲ့ဝင်ရောက်ခဲ့ပါတယ်။အခုဦးစင်းအသက်က38နှစ်ရှိသွားပါပြီ။ဦးစင်းသာသနာပေါင်းတဲ့ရောက်တဲ့တတ်တန်းကိုပြန်ပြီးရေတွက်ကြည့်မယ်ဆိုရင် နှစ်ပေါင်း25နှစ်ရှိသွားပါပြီ။အဆိုပါနှစ်ပေါင်း25နှစ်အတွင်းမှာအသာဟင်ဖုံးပေးခဲ့ပါတယ်။အသာဟင်ဖုံးပေးခဲ့တာမှန်တော်လဲ။ဒီအကောင်ကိုဒီလိုတတ်ပြီးဒီလိုချက်ကပ်ပါလို့ဘယ်တကာတကာမှကိုမှ မတောင်းဆိုခဲ့ပါဘူး။ ဒဂါဒဂမတို့ဤတရာတရားအတိုင်းချက်ကပ်လာတဲ့စွမ်းဟင်းစွမ်းထမင်းတွေကိုပဲဖုံးပေးပါတယ်။သို့တော်လည်းဒဂါဒဂမတို့ကအသားဟင်းနဲ့ကတ်တဲ့အခါမှာငါအဲ့အတွက်ရည်စူးပြီးတော့တတ်ဖြတ်ပြီးချက်ထားတဲ့အသားဟင်းများဖြစ်လေမလားဆိုတဲ့တန်တရားစိတ်မျိုးဝင်တယ်ဆိုရင်တော့အဲ့ဒီအသားဟင်းကိုမဖုံးပေးပါဘူး။နားလည်နိုင်ပါစေ။အရှင်ဖရာအကြောင်းလေးသိခြင်းမိပါတယ်ဖရာတဲ့။ ။ဦးစင်းရဲ့အကြောင်းကထွထွေထူးထူးဘာမှမရှိပါဘူး။ဦးစင်းဟာ1348ခုနှစ်သတင်းကြွလာစန်း3ရက်အင်္ဂါနေ့အီယော်ရီတိုင်းမော်လမြိုင်ကျွန်းမြို့ဘိုးကျုံငါလန်းမှာခမဲတော်ဦးခင်မောင်မဲတော်ဒေါ်မတန်းမြင့်တို့ကဝေးဖွားတဲ့သားဖြစ်ပါတယ်။ငွေချင်း6ယောက်ထဲမှာဦးစင်းကအငယ်ဆုံးသားဖြစ်ပါတယ်။အသက်12နှစ်အရွယ်မှာသာသနာ့ဘုံသူဝင်ရောက်ပြီး မော်လမြိုင်ကျွန်းမြို့ကန္နာကျောင်းပရိယတ်တိစာတင်တိုက်နဲ့မုံရွာမြို့အရှိလေးထက်စာတင်တိုက်တို့မှာပရိယတ်တိစာပေကိုအထိုက်လျောက်တင်ကြားခဲ့ပါတယ်။ယခုဆိုရင်ဦးစင်းဟာဝါရော၁၈ဝါရပြီဖြစ်တဲ့အတွက်အသက်အားဖြင့်38နှစ်ရှိပါပြီ။သာသနာဘောင်တွဲကိုရောက်တဲ့တတ်တန်းဟာနှစ်ပေါင်း25နှစ်ရှိပါပြီ။ယခုဦးစင်းဟာဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်လှိုင်းဘုံအုပ်စုတင့်နေဆွဲကြီးရွာဓမ္မတုခကျောင်းတိုင်မှာကျောင်းထိုင်ပြီးတော့ သာသနာပြုလုပ်ငန်းလုပ်နေပါတယ်။ဥသိင်းရဲ့အကြောင်းအရာကတော့ဒါပါပဲ။ဇဝိထုတွေထဲမှာတရိษံတွေကလူနဲ့စကားပြောတတ်တာဘယ်လိုပါလဲဖေယားနားမလည်လို့ပြောပြပေးပါဖေယားတဲ့တရိษံတွေစကားပြောတာရှိပါတယ်သို့တော်လဲဒါကအလွန်အမတန်မှဖြစ်တော့ဖြစ်ခဲအရာတစ်ခုပါဖေယားဟောဇဝိထုတွေထဲမှာ လူနဲ့တရိษံတွေစကားပြောတယ်ဆိုတာတရိษံတိုင်းပြောတာမဟုတ်ပါဘူးတရိษံတွေပြောလို့တဲ့စကားရဲ့အတိတ်ပဲကိုဖះရှင်ကတပ်ပြညွတ်ညံနဲ့ဆင်ခြင်ပြီးပြန်လဲဟောပြထားတာဖြစ်ပါတယ်သို့တော်လဲတခါတရံမှာတော့တရိษံတွေစကားပြောတာရှိပါတယ်တခါတရံမှာတရိษံတွေစကားပြောကြောင်းကို950နိပတ်တော်ပစ္စကနိပတ်သူဝနမိဂဆက်မှာဖွင့်ဆိုထားပါတယ်ဒါအပြင် ဒုတိယကဘာစင်မီတောက်လောင်စပြူတုံးကလည်းကြီးကန်းတကောင်ဟာမြန်မာစကားပြောတဲ့အတွက်မြမအတန်ကထုတ်လွှင့်ကြညာဘူးတယ်လို့ကြားဘူးပါတယ်။ယခုခေတ်မှာလည်းတရိတ်ဆန်တွေစကားပြောတာရှိပါတယ်။သို့တော်လည်းနှုတ်ဖြင့်ပြောတဲ့စကားတော့မဟုတ်ပါဘူး။ကိုအမှုရာဖြင့်ပြောတဲ့စကားဖြစ်ပါတယ်။သူတို့ရဲ့ကိုအမှုရာကိုကြည်သောအဖြစ်သူတို့ပြောကျင်တဲ့စကားရဲ့အထိပ္ပယ်ကိုသိရှိနိုင်ပါတယ်။ဒါဆိုရင်လူနဲ့တရိတ်ဆန်တွေဘယ်လိုစကားပြောတယ်ဆိုတာကို သိရှိလောက်ပြီလို့ထင်ပါတယ်အရှင်ဖုရားအလှဒါယကာကသူ့အလှမှာယဟန်ခံလို့ရပါသလားဖုရားဘီစီလေးနဲ့ဖြည့်ပေးပါအောင်ဖုရားတဲ့အလှဒါယကာကသူ့အလှမှာယဟန်ခံလို့မရဘူးဟု ရှေ့လူကြီးအချို့ကပြောကြပါတယ်ဘာကြောင့်အဲ့ဒီလိုပြောကြရတာလဲဆိုရင်အလှဒါယကာအနေဖြင့်သူ့ရဲ့အလှမှာလိုအပ်ချက်မရှိအောင်သူကိုယ်တိုင်စီမံကွက်ကဲရပါတယ် တကယ်၍သူက သူ့ရဲ့အလှူမှာယဟန်ခံလိုက်မယ်ဆိုရင် စီမံကွက်ကဲမဲ့သူမရှိပါက သူ့ရဲ့အလှူမှာလိုအပ်ချက်တွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီအချက်ကိုကြည့်ပြီး ရှေ့လူကြီးတွေက အလှူဒါယကဟာသူ့ရဲ့အလှူမှာယဟန်ခံလို့မရဘူးဟုပြောဆိုကြခြင်းဖြစ်ပါတယ်။အကယ်၍မိမိရဲ့အလှူမှာစီမံကွက်ကဲမဲ့သူရှိပါက အလှူဒါယကအနေဖြင့်မိမိရဲ့အလှူမှာယဟန်ခံလို့ရတယ်ဟုမှတ်သားထားရမှာပဲဖြစ်ပါတယ်။ ဦးစင်ဖရာပါရာဇိကကြပီးသားဖုံးကြီးမှဥပိ္ပဇေယူ၍ကိုရင်ဝိပေးရင်ကိုရင်ဖြစ်ပါသလားဖရာတဲ့ပါရာဇိကကြပီးသားဖုံးကြီးကိုဥပိ္ပဇေယူ၍ယဟန်ခံမယ်ဆိုရင်ကာရကတန်ကာ၅ပါးရှိပါကယဟန်လောင်းမှာယဟန်ဖြစ်တော်လဲပါရာဇိကကြပီးသားဖုံးကြီးကိုဥပိ္ပဇေယူ၍ကိုရင်ဝိမယ်ဆိုရင်တာမဏေလောင်းမှာကိုရင်မဖြစ်ပါဘူးဘာကြောင့်လဲဆိုရင် ယဟန်ခံတဲ့ကံဟာတန်ခါကံဖြစ်ပြီးကိုရင်ဝတ်တဲ့ကံကတော့ပုဂ္ဂလကံဖြစ်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ပါရာဇိကကြပီးသားဖုန်ကြီးကိုဥပိ္ပစေယူ၍ကိုရင်ဝတ်မယ်ဆိုရင်ตาမနေလောင်းမှာ ကိုရင်မဖြစ်ဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်။အစအဦးဆုံးမှန်ပါဖေရ။အာဘတ်ဘဏ္ဍမျိုးရှိလဲဖေရတဲ့။ယဟန်တော်များစောင့်ထင်းရမိတိတ်ခါပုတ် 228ပါးရှိပါတယ်။အဲ့ဒီ228ပါးသောတိခါဘုကဘာတွေလဲဆိုရင်ပါရာဇိက4ပါးတန်ခဒိဋ္ဌိ73ပါးအာနိယတ2ပါးနေတကိပါစိတ်30တုဒ္ဓပါစိတ်62ပါးပါတိဒေသနီ4ပါးတိခိယ85ပါးအဓိကရဏတမထ9ပါးအာလုံးပေါင်းလိုက်ရင်ယဟန်တော်များဆောင်ထင်းရမိတိခါဘု228ပါးဖြစ်ပါတယ်။ ဖော်ပြပါသိခါပုတ်228ပါးကိုအချင်းချုပ်လိုက်မယ်ဆိုရင်အာဘတ်9ပုံဖြစ်ပါတယ်အာဘတ်9ပုံကဘာတွေလဲဆိုရင်နံပါတ်1ပါရာဇိကအာဘတ်နံပါတ်2တန်ခဒိဋ္ဌိအာဘတ်နံပါတ်3ထုံလစီအာဘတ်နံပါတ်4ပါစိတ်အာဘတ်နံပါတ်5ပါတိဒေသနီအာဘတ်နံပါတ်6ဒုက္ခအာဘတ်နံပါတ်9ဒုပ္ပါတိအာဘတ်တို့ဖြစ်ပါတယ်သိခါပုတ်228ပါးတဲ့က